အခွင့်အလမ်းချာနေမှာတစဉ် NPD ပတ်မှမှဝန်ထမ်းများခေါ်ယူနေပါသည်နံပါတ်၁စေးဆန်မားကတ်တင်မာနှံဦးပညာရေးချင်း၁၀န်းအသက်၂၀မှ၂၉နှစ်အထိအလုတ်ချိန်မနက်၉နာရီမှည၈နာရီအထိအလုတ်စင်ရမည်နေရာ တောင်းကလာအခြေခံလစာရက်နှစ်အချိန်မှန်ကြီးများ36000ကျော်အပေါင်း6လတစ်ကြိမ် KPI bonus ခန်းစား권နဲ့ yearly annual bonus ၊နာရက်ခွင်၊တပတ်တရက်နာ၊ public holiday ၊ရက်ပိုစင်ခန်းစားခွင်၊နေစရာ၊နီးစရာအဆောင်တွင် အခမဲ့နေထိုင်ခွင်၊အဆောင်စားစရိတ်၊လစဉ်6000ထောက်ပံ့ကြေး။နံပါတ်၄၊ safe step မှ15ဦး၊ပညာရေးချင်း10တန်း၊အသက်16နှစ်မှ23နှစ်အထိ၊အလုပ်ချိန်မနက်9:00နာရီမှည9:00နာရီအထိ၊အလုပ်စင်ရမည့်နေရာနီးရာ NPD ဆိုင်ခွင်များတောက်ကလာကြီးမြနိုင်လှိုင်းတာမွေ အခြေခံလစာရန်နေအခြေမှန်ကြီးများ3300ကျပ်နှင့် KPI Save Bonus About Yearly Annual Bonus နိုင်ရခွင့်တပတ်တရနာ Public Holiday ရက်ပိုစင်ခံစားခွင့်နေစရာနေစရာအဆောင်တွင် အခမဲ့နေထိုင်ခွင့်အဆောင်စားစရိတ်လစဉ်6000ထောက်ပံ့ကြေးနံပါတ်3 Data Entry and Stock in Chat မတူပညာရေးချင်း၁၀တန်းအသက်28မှ40နှစ်အထိ အလုတ်ချိန်မနက်9:00နာရီမှည9:00နာရီအထိအလုတ်ဆင်းရမည့်နေရာတောင်းကလာအခြေခံလားစာရက်နေအချိန်မှကြီးများ3,900ကျော်အိတ်ဆဲ3တက်ရမယ်6လတစ်ကြိမ် KPI bonus ခန်းစားခွင့်နဲ့ yearly annual bonus နာရခွင့်တပတ်တကယ်နာ public holiday ရက်ပိုစင်ခန်းစားခွင့်နေစရာနီးစရာအဆောင်တွင် အခမဲ့နေထိုင်ခွင့်အဆောင်စားစရိတ်လစဉ်6,000ထောက်ပံ့ခြင်းနံပါတ်၄ ကိုရာဝင်တန်းကြားချဦးပညာရေးချင်းမလိုပါအသက်16နှစ်မှ23နှစ်အထိအလောက်ချင်းမနက်9နာရီမှည9နာရီအထိအလောက်စင်းရမည်နေရာ တောင်းကလာအခြေခံလစာရက်နှစ်အချိန်မှန်ကြေးများ35800ကျပ်နှင့် KPI C bonus အပါ yearly annual bonus နိုင်ရခွင့်တပတ်တရနာ public holiday ရပ်ပိုစင်ခံစားခွင့်နေစရာနှိစရာအဆောင်တွင် အခမဲ့နေထိုင်ခွင့်အဆောင်စားစရိတ် လစဉ်6000ထောက်ပံ့ခြင်း။နံပါတ်5ကက်ရှာမာ9ဦးပညာရေးချင်း10တန်းအသက်25နှစ်မှ40နှစ်အထိအလောက်ချိန်မနက်9နာရီမှည9နာရီအထိအလောက်စင်းရမည်နေရာ တောင်မွေတောင်ကလာအခြေခံလစာရက်နှစ်အချိန်မှန်ကြီးများ3900ကျော်6လတကြိမ် KPI bonus ခန်းစားခွင့်နဲ့ yearly annual bonus နာရခွင့် divide year နာ public holiday ရက်ပိုစင်ခန်းစားခွင့် နေစရာနီးစရာအဆောင်တွင်အခမဲ့နေထိုင်ခွင့်အဆောင်စားစရိတ်လာစဉ်6000ထောက်ပံ့ခြင်းပေါ်ပြပါရာထူးအလောင်းအတွက် CV များကို လူကိုယ်တိုင်ဖြစ်စေ Viber မှာဖြစ်စေရှောက်ထားနိုင်ပါသည် Viber number 09ကို0439693962နောက်တစ်လေဘလို့လောက်ကိုင်းခွန်းလန်းကောင်းနေတင်ဆက်ပေးရမလဲဆိုတာဒီဗီဒီယိုလေးရဲ့ comment box တွေမှာ comment လေးရေးပေးကြပါအောင်နော်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်